ဒီညဘွဲကိုဘယ်လိုများသုံးသပ်ချင်ပါလဲအော်ဆက်ပြည့်စရာကောင်းပါလေဘာလို့ဆိုတော့ဘောလုံးဆိုတော့ကနိုင်ရဖို့ဇာတာဖြစ်ပြီးအဲ့ဒါကိုကျွန်တော်တို့မလုံးနိုင်ခဲ့လို့ပါပဲကျွန်တော်တို့အတွက်တော့ဟာပဲလေးနဲ့ပွဲတော်ကနဲ့ရှုံးမဲ့နဲ့မတူပါဘူးဘာလို့ဆိုတော့ဒီဘွဲမှာပို့ပြီးတော့သဘောကျစရာကောင်းတဲ့အချက်တွေအများကြီးရှိခဲ့ပါတယ်သူသမီးပရမဘိုင်းမှာပေါ့ဗျာဒါကပလီနဲ့ပွဲတော်ကလည်းကွက်ထွက်နေတဲ့အချက်ဖြစ်နေပါတယ်ပြီးတော့ဒုတိယဘိုင်းမှာတော့ကျွန်တော်တို့အတွက်အခွင့်အရေးတွေဖန်တီးဖို့ကတဖြည်းဖြည်းနဲ့ပို့ပြီးတော့အခက်အခဲလာပါတယ် ဗရမအချက်ကတော့သူတို့ဟာသူတို့မှာရှိတဲ့အင်အားနဲ့အကုန်သုံးပြီးတိုက်ပွဲဝင်ခဲ့လို့ပါပဲ။ဒါကြောင့်သူတို့ကိုအတိအမှန်ပြူရမှာပါ။ဒုတိယအချက်ကတော့ဒုတိယပိုင်းမှာကျွန်တော်တို့ဘောလုံးမကစားခဲ့ရသလောက်ဖြစ်သွားလို့ပါပဲ။ဘောလုံးမကစားခဲ့ရသလောက်ဆိုတာကဘောလုံးဟာကစားခွင့်နဲ့မှရှိမနေတာချိန်များလွန်းနေတာကိုကျွန်တော်ပြောချင်တာပါ။တခါလေးမှာကာလာတာဆေးကလုံးလိုက်လို့ဆိုတာထက်ကိုအမတွေကနေအသိအတွေပို့ပြီးတော့ပြဿနာဖြစ်စေခဲ့တယ်လို့ထင်ရပါတယ်။ကြမ်းအနေနဲ့ကစားအချိန်တွေကိုစီမံခန့်ခွဲဖို့လိုအပ်တယ်လို့အချိန်ချင်းပြောခဲ့ပေမဲ့ချင်းထဲမှာပဲလူရွေ့ချယ်မှုမှာ ဇရိုက်ပါဝင်နိုင်မှုမျှော်ရှိဖြစ်အောင်ပို့လဲလိုအပ်နေပါတယ်ဆိုတော့အဲ့ဒီတော့တစ်ခါလေးပေါ့တင်းရဲ့အချိန်ဝန်းကိုတုံဆိုင်သွားစေတဲ့တူချင်းအမားတွေအပေါ်မှာကုလိုဇာမတွေကိုအလှည့်ကြအသုံးပြုတာကတည့်ရောက်မှုရှိတယ်လို့မြင်ပါသလားဒါတော့ပြောရခက်ပါလေကဇာမတယောက်ကအမားတစ်ခုဒါမှမဟုတ်ဘောလုံးပေးဖို့မှုအမားတစ်ခုကျူးလွန်ရတဲ့အကြောင်းများချက်တွေကအများကြီးရှိနေပါတယ်ခမရတို့မြင်တွေ့နေရတဲ့အရာတစ်ခုကတော့ကျွန်တော်လဲဒါကိုချိန်များစွာရှင်းပြခဲ့ပြီပါလေကျွန်တော်တို့အသင်းမှာဇာမအချို့ကရာသီဥလေးကျင့်ငန်းတွေလွဲချော်ခဲ့ကြပါတယ် ဒီတော့သူတို့ကိုပွဲစဉ်တိုင်းမှာထက်ကစားဖို့ဆိုတာရိုးရိုးလေးတော့မဖြစ်နိုင်ဟုတ်ပါတယ်ငစားခန်းလို့တော့ရပါတယ်ဒါပေမဲ့လည်းအဲ့ဒီလိုလုံးလိုက်မယ်ဆိုရင်ဇာမတွေတန်ရရနိုင်ချေရှိတဲ့စွန်စားမှုတစ်ခုဖြစ်လာနိုင်ပါတယ်ပွဲတွေရဲ့တောင်းဆိုမှုကပို့ပို့ပြီးတော့မြင်တက်လာလာနေများအဲ့လိုဖြစ်ရမျိုးတွေကျွန်တော်တို့ပို့ပို့ပြီးတော့မြင်တွေ့လာရပါတယ်ဆိုတော့တောင်းဆိုမှုတွေမြင်တက်လာရင်အဲ့ဒီတောင်းဆိုမှုတွေအတွက်ဇာမတွေကိုတိုတင်ပြင်ဆင်ပေးထားရပါမယ်ဒါကြောင့်မလို့အာကျွန်တော်ဆိုလိုချင်တာကကျွန်တော်ဟာအမြဲတမ်းအလှည့်ကျသုံးခြင်းတို့သုံးနေတာမဟုတ်ဘဲနဲ့ တခါလေးမှာဇာမတယောက်က9ရက်ခြေရအတွင်းမှာမိနစ်60ဘွဲ့စရိုက်ကစားဖို့အသင့်မဖြစ်သေးတဲ့အတွက်အလှကျ3ကို3ရတာမျိုးတွေရှိပါတယ်။ဘာလို့ဆိုတော့ကျွန်တော်ရဲ့လူစင်းကိုကျွန်တော်ဘလောက်ပဲသဘောကျနေပါစေကျွန်တော်တို့မှာ25 26ရောက်မရှိဘူးလေ။ဒီတော့ကျွန်တော်မှာဒဏ်ရာရဇာမ2ရောက်3ရောက်ဒါမှမဟုတ်4ရောက်လောက်ရှိလာပြီဆိုရင်ရေယိုနဲ့ထရေးတို့လိုကစားမတွေအပါဝင်လူ25ရောက်26ရောက်လောက်ပဲကျွန်တော်မှာဖြစ်ပြီးတော့အဲ့ဒီလူတွေကပဲပွဲချိန်များအောင်စုကိုဇားရတော့မှာပါ။အဲ့ဒီကကြာရင်အချိန်တွေတခါရှုပ်ထွေးလာနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ဒါတော့ကျွန်တော်တို့အတူတူထားမှန်ခဲ့တဲ့စုံမဲချက်တစ်ခုပါပဲကျွန်တော်တို့အားဒီစုံမဲချက်ကိုလုံးဝယုံကြည်ပါတယ်။ဘာလို့လဲဆိုတော့ခင်ဗျားမှာ25ရောက်ရှိနေတယ်ဆိုရင်တော့အဲဒါကိုစီမံခန့်ခွဲဖို့ကတိတ်ကိုခက်ခဲလို့ပါပဲ။ဒါရဲ့အကျိုးဆက်နေတဲ့ဟူကို LS Corner Manchester လို့လို့ဇာမရီယာဇာမတက်ရောက်ရာသင်ရထားတဲ့ယာဒီယိုပြင်ဆင်မှုတွေမရခဲ့တဲ့အတွက်သူတို့ကိုဝဲတိုင်းမှာကျွန်တော်ထည့်သွင်းလို့မရတဲ့အခြေအနေကိုလည်းဖြစ်ပေါ်စေခဲ့ပါတယ်။ အလီစင်ကစနေနေ့ဘွဲအတွက်ဒီရောက်ပါလွဲချော်မယ်လို့ခင်ဗျားပြောခဲ့တယ်နော်သူ့ရဲ့ဒဏ်ရာကတကယ်တမ်းဘာဖြစ်သွားတာလဲဆိုတော့ပြီးတော့ဘလောက်အထိပြင်းထန်နေလို့ထင်ပါလဲမဟုတ်ဘူးဗျသူ့နောက်ကိုချိန်နဲ့ပြေးအစင်းမှာတခုခုထိခိုက်သွားတာပါဒီတော့အာကျွန်တော်တို့စောင့်ကြည့်ရပါအောင်မယ်ကျွန်တော်ကဆရာဝန်တယောက်မဟုတ်တဲ့အတွက်ခင်ဗျားကိုအတိအကျပြောဖို့တော့မရပါဘူးဆိုတော့ဒါမဲ့လည်းပဲပုံမှန်ပြည့်ဇာမတယောက်ကအနောက်ကိုချိန်နဲ့ပြေးအစင်းရင်းနဲ့တခုခုခံစားလိုက်ရလို့ကွင်းထဲမှာလဲကျသွားပြီးပြန်မလာနိုင်တော့တဲ့အခါမျိုးဆိုရင်တော့ဒါနဲ့စကားမဆက်ဒေးဗစ်လုံးခဲ့တဲ့အရာပဲ ။ဒဏ်ရာက132ကြိမ်လောက်ကွင်းထဲကနေထွက်ပြီးနာကျင်မှုမရှိဘဲပြန်ဝင်လာတာမျိုးပေါ့ဗျာ။ဒါမဲ့ကျွန်တော်ဇာမတွေကတော့အဲ့လိုမလုပ်ပါဘူး။ဒါကြောင့်ကျွန်တော်ဇာမတယောက်ကွင်းထဲမှာလဲကျသွားပြီဆိုရင်ဆယ်ကမှာ6ကလောက်တော့ကျွန်တော်အဆိုးဆုံးကိုပဲကြိုတွေးထားလိုက်ပါလေ။အဆိုးဆုံးလို့ကျွန်တော်ဆိုတာကသူစက်မကစားနိုင်တော့ဘူးလို့ဆိုတော့ပါပဲ။ဇော်အလီစုံဖြစ်သွားခဲ့တာလည်းဒီအတိုင်းပါပဲ။ဒီတော့အာဟုတ်ကဲ့ပုံမှန်ဆိုရင်တော့သူစနေနေ့ပွဲကိုဇားနိုင်မှာမဟုတ်ပါဘူး။ဒါက69တသမာ9ရာခိုင်နှုန်းတည်ရပါတယ်။ကျွန်တော်တရားရအောင်လို့တော့ ပြောခဲ့ပြီးသားဆိုရင်လည်း69ရာခိုင်နှုန်းပဲလှုပ်လိုက်ကြရအောင်ပါဒါပဲလည်းကျွန်တော်ဆယ်ထဲမှာတော့100ရာခိုင်နှုန်းပါပဲမေလာပါလေဟိုကိုရဲ့အချိန်တွေကိုလည်းစစ်သေးခွင့်ပြုပါသူဘလုံးကိုခြေဆက်ပြီးလှိုက်ယူလိုက်တဲ့အချိန်မှာကြော်သားကတခုခုဖြစ်သွားခဲ့ပုံမှန်တော့အဲဟုတ်ပါလေသူဘလုံးကိုလှိုက်ယူလိုက်ဖို့ကြိုးစားနေတဲ့တခုခုထိခိုက်မိသလိုခံစားလိုက်ရတာပါဘယ်ခိုက်တယ်လဲဆိုတော့ကျွန်တော်တို့အလုံးလည်းသိကြမယ်ထင်ပါတယ်ကျွန်တော်တို့ကတခုခုဖြစ်အောင်ဖိအားဖိဖို့ကြိုးစားနေတဲ့အချိန်အဲ့ဒီအချိန်မှာပဲတစ်ဖက်ချမ်းမာလဲဈာမတက်ရောက်လဲကြနေခဲ့ပါတယ် ။ဒါကြောင့်မလို့ကွင်းနဲ့တန်းလူကြီးကသူ့ရဲ့ဝီစီကိုမှုတ်လိုက်တဲ့အချိန်မှာကျွန်တော်တို့ဘက်ကဒဏ်ရာရရှိတယ်လို့ကျွန်တော်တို့သတိမှတ်ထားမိခဲ့ပါဘူး။ဒါမဲ့လည်းဟုတ်ပါလေ။ကိုကိုတခုခုထိခိုက်သွားခဲ့ပါလေ။ပြီးတော့သူကတိတ်မဆိုးပါဘူးလို့ခံစားရတယ်လို့ပြောပေမဲ့လည်းဒီလိုအခိုက်အတန့်တွေကခက်ခက်ခဲခဲအများတန်းဒီလိုပါပဲ။ကစားမတွေကလည်းအချိန်မှာတိတ်မဆိုးဘူးလို့ခံစားရတဲ့ကြပါလေ။ဒါပေမဲ့ရိုးရိုးလေးသွားတာနဲ့အချိန်နဲ့ပြေးတာဒါမှမဟုတ်ဂိုးပေါင်းတက်အောင်ကန်သွင်းရတာနဲ့အယောင်ကိုကွာရှားပါတယ်။သူကစက်မကစားနိုင်တော့ဘူးလို့ပြောတဲ့အတွက်ကျွန်တော်တို့သူ့ကိုလူစားလဲခဲ့ရပါတယ်။ ပိရက်ပွဲအတွက်အထူးအခြေအနေဘယ်လိုရှိမလဲဆိုတာကိုတော့စောင့်ကြည့်ရမှာပေါ့လေဒီကနေ့ခင်ဗျားရဲ့ညာချမ်းကစားပွဲနဲ့ပတ်သက်ပြီးတော့မေးချင်ပါတယ်ဒေါမနီကညာဘက်နောက်ကလူအဖြစ်ကစားမှုတော်ကိုကျွန်တော်တို့သိပြီမလဲပဲဘရင်မောင်ကိုကွင်းထဲမှာတော်တော်လေးအမြင့်တက်ပြီးစားတော်ကိုတွေ့ရပါတယ်ဒါကဒေါမနီကိုညာနောက်ခံလူအဖြစ်ထားပြီးတော့ဆက်ပြီးအသုံးပြုသွားခြင်းတဲ့ပုံစံမျိုးလားဒါမှမဟုတ်ဒါကခင်ဗျားဖြင့်ရှင်းရမယ်ပြဿနာတစ်ခုများလားမဟုတ်ပြဂျယ်ရမီကလေပေါင်းစင်းတဲ့ပွဲတော်ကတော်မန်နောက်ခံလူဝင်ဘက်ညာတော်မန်ကစားမှအပြင်အချိန်မြောက်စွာစားခဲ့မှုပါတယ် သူကျွန်တို့အတွက်ရာသီကြိုမှာလည်းအဲ့ဒီနေရာမှာစားခဲ့ပါလေ။သူကအဲ့ဒီနေရာမှာမိုးကိုအစားထိုးနိုင်တဲ့ဇာမတွေတဲကတက်ရောက်ပါ။အဲ့ဒီနေရာမှာကစားနိုင်ပြီးသူဝရန်ကလည်းကြာနေတက်တဲ့အခြားဇာမတိတ်တော့အများကြီးတော့မမြင်မိပါဘူး။ဆိုတော့ဂျာမီအတွက်တော့အဲ့ဒီနေရာကသူကစားတာအခြားဆုံးနေရာတွေတဲကတခုလို့ကျွန်တော်ထင်ပါလေ။သူ့ရဲ့ level စဉ်အသင်းအတွက်လည်းမြဲတဲ့အဲ့ဒီနေရာမှာကစားလို့ရှိပါလေ။ဒီတော့အာဟုတ်ကဲ့သူကအဲ့ဒီနေရာမှာပုံမှန်အတိုင်းပဲကစားတဲ့ကစားမတက်ရောက်ပါပဲ။ပုံမှန်အဖြစ်တော့သူတို့ကဘဲတော်မန်ဇာမကအတွင်းကိုချိုးဝင်ကစားပြီးတော့ နောက်တန်းခန်းစစ်ဇာမကအမြင့်ကိုတက်ကစားတဲ့ပုံစံနဲ့ကစားလို့ရှိပါတယ်။ဒီတော့ဘယ်တော်မန်ဇာမကအတွင်းကိုချိုးဝင်သွားရင်သူကကွင်းလယ်မှာကစားသလိုဖြစ်သွားပြီးတော့အဲ့ဒီအခါမှာဒေါမနစ်ကကွင်းလယ်မှာရှိနေပြီးဂျာရမီကတောင်မန်နောက်ခံလူအဖြစ်ဖြစ်သွားမှာပါ။ဒါပေမဲ့ဒီကနေ့မှာတော့သူတို့အားလုံးပြောင်းပြန်လှုပ်သွားခဲ့ပါတယ်။ကျွန်တော်ကိုရင်ဆိုင်တဲ့အခါဗျာမရီကတခုခုကိုပြောင်းလဲကစားတာမျိုးကပိုးပြီးတော့ဖြစ်နေရှိပါတယ်။ဒါမှလည်းပဲတို့နေရာဆိုတော့အဲ့ဒီနေရာမှာကောင်းကောင်းစားနိုင်တယ်လို့ကျွန်တော်ထင်ပါတယ်။ပြီးတော့ကျွန်တော်ခုနကရှင်းပြခဲ့သလိုပဲ ကော်နာကရာသီကြောမှာတော်တော်များများလွဲချော်ခဲ့တယ်။ဒါကြောင့်မလို့သူလည်းပွဲစဉ်အတိုင်းကိုကစားနိုင်မှာတော့မဟုတ်ပါဘူး။ဒီတော့ခမရကပဲဇာမအတွက်ဘယ်ပွဲကအကောင်းဆုံးဖြစ်မလဲဆိုတာကိုစဉ်းစားရပါတယ်ပြီးတော့မိုးကလည်းပွဲချိန်တော်တော်များများကစားထားပြီးသားပါဒါကြောင့်မလို့ဒီကနေ့ပွဲကိုဒီပုံစံတိုင်းဇာဖို့အတွက်ကျွန်တော်စောင့်ပြချက်ချခဲ့တာဖြစ်ပြီးပြမပိုင်းမှာကျွန်တော်တို့ဇာတဲ့ပုံစံကျွန်တော်တို့တော်တော်လေးသဘောကျခဲ့ပါတယ်မေလာမာနီနောက်ဆုံးမင်းကမှခမရတို့ဘက်ကိုပေးလိုက်ရတဲ့ဘယ်နဲ့ဒီကနည်းနည်းလေးများပြင်းထန်တယ်လို့များခန်းစားမိပါလား ကျွန်တော်ပြောင်းကြည့်ရသေးပါဘူးဒါပေမဲ့လည်းခြေထောက်ချင်းထိခိုက်မှုတော့မရှိခဲ့ပါဘူးခင်ဗျားတို့ကျွန်တော်ရဲ့သတင်းစာရှင်းလင်းပွဲအားလုံးကိုတက်လာခင်လာတော့မသိဒါပေမဲ့ပြည်ရဲတပတ်တွေမှာကျွန်တော်တို့အရန်အရန်ကိုတန်းတန်းချင်းချင်းကစားခဲ့တဲ့အသင်းအသင်းဖြစ်ခဲ့တဲ့ဆိုတဲ့အကြောင်းတော်တော်လေးပြောဖြစ်ခဲ့ပါတယ်ဆိုတော့ဒီဖြစ်ကတော့သူတို့ဇာမတွေကတော်တော်လေးကိုပါနဲ့သွားရတဲ့အခြေအနေတခုလို့ကျွန်တော်ထင်ပါတယ်သူတို့ခုခုထိခိုက်မိသူတို့ခံစားလိုက်ရပြီးအဲ့ဒါကိုမယုံနိုင်စရာတိုင်းမိသူတို့မျိုးဟန်ဆောင်လိုက်ပါတယ်ဆိုတော့ဒါရုံကြီးကလည်းဟုတ်တယ်ထိခိုက်မှုရှိတယ်လို့ပြောလိုက်တယ် ထိခိုက်မှုရှိတယ်ဆိုတော့ VR ကအဲဒီ software ချက်ကိုပြောင်းလဲလိုက်လို့မရတော့လေ။ဒါပဲလေပဲကျွန်တော်တို့ဘယ်နဲ့ရောက်ခဲ့တဲ့နောက်ဆုံးမိနစ်ကထိခိုက်မှုကိုတော့သူကပြန်လဲပြင်ဆင်ခဲ့ပေမဲ့ပေါ့လေ။ဒါကတော့ကျွန်တော်တို့လက်ခံရမယ့်အရာတစ်ခုပါပဲ။ကျွန်တော်ဒီချုံ့မွတ်တဲ့ရန်ကုန်ဆေးပြမိပါတယ်။နိုင်ချုံကိုဆုံးပြတော့တာကတိတ်ကိုသိငင်တဲ့အချက်လေးတွေပါပဲ။ဒီကနေ့ကျွန်တော်တို့ဘယ်နဲ့ဒီတလုံးပေးခဲ့ရတယ်အာခြေတော်ချင်းထိခိုက်မှုမရှိပေမဲ့လူတွေပြောနေကြတဲ့အချက်အရတော့လက်ကတော့ကစားမရဲ့မျက်နှာကိုတွားပြီးထိတာမျိုးတော့ရှိကြတဲ့ ဆိုတော့သူကအဲ့ဒီထိခိုက်မှုကိုကြီးကြီးဖြစ်သွားအောင်ကောင်းကောင်းကြီးဟန်ဆောင်သွားခဲ့ပြီးတော့သူတို့ဗီနေဒီရသွားခဲ့ပါတယ်ပြီးတော့ကျွန်တော်ဘက်ကလည်းဗီနေဒီတလုံးရပြီလို့ထင်ရပေမဲ့အဲ့ဒါကိုပဲဖျက်ချင်းခံခဲ့ရပါတယ်အဲ့ဒီဖြစ်ပျက်တွေကပဲကွာခြားချက်တွေဘလောက်တောင်ဒိငယ်လဲဆိုတာကိုဒီနေ့ပွဲအတွက်အနစ်ချုပ်ပြသနေရလို့ထင်ပါတယ်အာသူတို့တကယ်ကိုကောင်းကောင်းလုပ်သွားပါတယ်ထူးသဖြင့်ဒုတိယပိုင်းမှာပေါ့လေချန်ပီယံစုကိုသုံးချိန်ဆက်ရရရှိထားတဲ့အသင်းသင်းစီကမျောလင်းထားတဲ့ပုံစံအတိုင်းပါပဲသူတို့ရဲ့ဦးဆောင်ကိုကိုကာကွယ်သွားခဲ့ကြတယ်သူတို့မှရှိတဲ့အသက်အတန်းအားပေးတဲ့ပရိသတ်တွေနဲ့အတူ အဲ့ဒီဦးဆောင်ကိုကိုထိန်းသိမ်းမှုအတွက်အရာလုံးကိုလှုပ်ဆောင်ခဲ့ပြီးအောင်မြင်သွားခဲ့တာပါပဲဒါကဒေါရီယောင်ရဲ့အကြောင်းတော့မဟုတ်ပါဘူးအမြဲတမ်းအတင်းလိုက်စွမ်းဆောင်ရင်းနဲ့ပတ်သက်ပြီးစိုက်ပါတယ်ကျွန်တော်ပြောခဲ့သလိုပါပဲပထမပိုင်းမှာသူတို့ဗနန်ဒီမှာသွင်းငင်လေးမှာပဲကျွန်တော်တို့သူတို့ရဲ့အဆက်ချင်းကစည်းရဲကိုအချိန်ရေတော်တော်များများရောက်ခဲ့ပါတယ်တပတ်ချမ်းမှာလည်းအပိုင်ခွင့်ရေးနှစ်ချိန်တော့ရခဲ့ပါတယ်ဒါကြောင့်ဒင်းလေးစားသွားတဲ့ကောင်လေးတွေဟာကျွန်တော်တို့အစီကနေတောင်းဆိုနိုင်တဲ့အရာတွေကိုလုံပေးခဲ့တယ်လို့ထင်ပါတယ်သူတို့တကယ်ကိုစူးစမ်းခဲ့ကြပါတယ်ပွဲပြီးတဲ့အထိတိုက်ပွဲဝင်ခဲ့ကြပါမယ်ကံကောင်းစွာနဲ့ပဲဒင်းလေးမှာ တမန်ရဖို့အတွက်တော့မလုံလောက်ခဲ့ပါဘူး။ကောင်းရင်ပါလေဒီညအောင်ကလပ်အသင်းတွေဥရောပရဲ့အကြီးကျယ်ခံထားဆုံးလက်တွေညတွေတဲကတညလိုခန်းစားရမှာပေါ့နော်။ခင်ဗျာဗာများပြောချင်ပါလေ။အဟုတ်ပါတယ်ကလာတာစီပရိသတ်တွေနဲ့ကလပ်အသင်းတွေအရေးကြီးဆုံးနေတဲ့နေတဲကတနေပါပဲ။ကျွန်တော်တို့တကယ်ကောင်းမွန်တဲ့ပုံစံပွဲပွဲကစားနိုင်ကြတယ်လို့ထင်ပါတယ်။ခန်းစစ်ပိုင်းမှာရော်တာစစ်ပိုင်းမှာပါအကောင်းဆုံးလုပ်ပြနိုင်ခဲ့ပါလေ။ရုပ်ရအပြင်တော့ကျွန်တော်အမြင်မှာကျွန်တော်တို့ဟာနေပြည်တော်ပိုင်းအရာအလွန်ကောင်းမွန်စွာစားနိုင်ခဲ့တယ်လို့ထင်ပါတယ်။ အာကျွန်တော်တို့ကတို့ရဲ့ဘောခံစင်မှုတွေနဲ့ဘန်တော့ကန်လူတွေကိုပိတ်ပြီးကစားခဲ့ပါတယ်။အမြင့်ကနေဖိအားပေးဖို့ကြိုးစားခဲ့ပေမဲ့အမြင်ကတော့မဟုတ်ပါဘူး။တကားလေဘန်တော့ကန်လူကိုပိတ်ဆို့ပြီးကွင်းလယ်လစားမတွေစီကနေဘောလုံးမရောက်အောင်တွင်းပိုင်းလမ်းကြောင်းတွေအထိပိတ်ဆို့ဖို့ကြိုးစားခဲ့ပါတယ်။ရုပ်ရောင်အပြင်တော့ခံစင်ပိုင်းမှာကျွန်တော်တို့အလွန်ကောင်းမွန်စွာလှုပ်ဆောင်နိုင်ခဲ့တယ်လို့ထင်ပါတယ်။အာတို့ကလည်းတကယ်ကိုအမကန်ပါပဲတို့မှာအမကန်ကောင်းတဲ့နီးပြလည်းရှိပါတယ်ကျွန်တော်တို့ကိုသဘောကျပါတယ်ကျွန်တော်အမြင်မှာတော့တို့ကအကောင်းဆုံးနီးပြတွေထဲကတယောက်ပါဒိုင်စင်ပါဆိုလို့ချင်းအန်ဒီရဲ့များတဲ့ဈာမကောင်းတွေလည်းအများကြီးရှိပါတယ် တော်တို့တော်တော်ကျွန်တော်တို့ဂုဏ်ပေးလိုက်ရတာကအာအသင့်စရာကြီးတစ်ခုပါပဲသူတို့ရဲ့တိုက်စစ်ဇာဘုံကတကယ်ကိုအန်ဒီရဲ့များလုံးခဲ့ပါတယ်မေလာပါပါကျဲမန်နေဂျာကခွစ်စတယ်ဘလီကအနိုင်ရဖို့ထိုက်တန်ခဲ့တယ်လို့ပြောခဲ့ပါတယ်ဒီညရောဂါလာတာဆေးကအနိုင်ရဖို့ထိုက်တန်ခဲ့တာအာအခုအချိန်ကြီးတော့ပြောရခက်တယ်လို့ထင်ပါတယ်သူတို့ပင်နေဒီရသွားတယ်ပြီးတော့အဓိကအဖြစ်ကျွန်တော်တို့ဘောလုံးပိုင်ဆိုင်မှုအမှားတွေမလိုအပ်တဲ့အခြေအနေမှာဘောလုံးဆုံးရှုံးတာတွေကနေသူတို့အခွင့်အရေးအချို့ရသွားခဲ့ပါတယ်နည်းနည်းပေါ့ရော့သွားခဲ့တာပေါ့လေ ဒါပေမဲ့လည်းဒီနေ့ရှုံးမွေးနဲ့ရနေကြတာကတော့စိတ်ပြက်စရာကောင်းတဲ့အပိုင်းပါပဲသူတပြင်းပေးရကစိုးရွားတဲ့ခြေစမ်းပြီးရနောက်မှာပေါ့လေဒီချုံနေမှုကလက်ခံပြီးမြန်မြန်ဆန်းဆန်းပြန်လဲစူးစီးပြီးတော့ Stamford Bridge အထက်အသင်ဖြစ်နေအောင်လုပ်ရပါမယ်ကိုယ့်ရဲ့အမားကြောင့်ပေးလိုက်ရတဲ့အခိုင်အတန့်တွေဘောလုံးပေးပို့မှုအမားတွေခွင့်ရည်ပေးလိုက်ရတာတွေရောဘယ်လိုများရှင်းပြခြင်းပါလဲ ဒါကနှမျိုးစလုံးနည်းနည်းစီပါဝင်နေပါတယ်ကျွန်တော်တို့ကမလုံးပိုင်ဆိုင်မှုမှာစွန်းစားပြီးကစားတတဲ့ကွင်းလယ်မှာလူတို့တယောက်ကိုရှာဖို့ကြိုးစားတဲ့အခါမှာအဲ့ဒီမှာစွန်းစားမှုကပါလာတာပဲသူသမီးဗြဟ္မာပိုင်းမှာသူတို့ကိုဖောက်ထွက်ပြီးတော့နောက်ဆုံးတန်းစီကိုထိခဲ့နိုင်တာကအချိန်များစွာရှိခဲ့ပါတယ်ဆိုတော့အဲ့ဒီနေရာလေးမှာပူကောင်းအောင်လုံနိုင်ခဲ့ရမှာပါဒါပေမဲ့တခါလေးမှာကျွန်တော်တို့ဆုံးမဲ့ချက်အမှားတွေလုံးမိတဲ့အခါသူတို့ကကျွန်တော်တို့အပေါ်ကိုတိုင်မတ်တက်စစ်ဆင်ပြီးတော့အန်ဒီရီတွေပေးလာတော့တာပဲ အဲ့ဒါကဆဲပြစရာကောင်းတဲ့အပိုင်းမှာချောင်းနေမှုကတော့ကျွန်တော်အနေနဲ့ဘာပြောမှမှန်းတော့မသိဘူး။ဒါပေမဲ့တကယ်ကိုစိုးရွားလို့ပါလေ။ကျွန်တော်တို့မြန်မြန်တိုးတက်ခြင်းနဲ့ပွဲတွေနိုင်ခြင်းနဲ့ရာသီစာမနိုင်ပွဲဆက်တွေနဲ့အကောင်းဆုံးစတင်ပြီးတော့အခုနှစ်ပွဲဆက်လိုက်ချုံနေကြတော့ခံစားလို့တော့မကောင်းဘူးဗျာ။အဓိကတော့ကျွန်တော်တို့စက်ကျိုးစားဖို့ခေါင်းကုန်ပြီးကျွန်တော်တို့အလို့ဆက်လုပ်ဖို့ပါပဲ။ဇာမတိတွေရောက်လာတော့အသင်းသင်းနဲ့အသားရဖို့တဲ့အချိန်ရတယ်လို့မန်နေဂျာကပြောပါတယ်။မနေ့ကလိုပွဲတွေစိုးမိုးနိုင်တဲ့စီကြံနေတဲ့ဘလောက်ထိနေစနေပြီလို့ထင်ပါလေ။ တရားဒီမှာဇားတဲ့ပွဲတော်တော်များများမှာကျွန်တော်တို့အဲ့ဒီပုံစံကိုပြသခဲ့ပြီးသားလို့ထင်ပါတယ်။ကံမကောင်းစွာနဲ့ပဲ60မိနစ်လုံးလုံးတော့မပြနိုင်သေးဘူးပေါ့လေ။ဆိုတော့ဒါမှလည်းပဲနေရာအသစ်အသင်းတွေတောင်းဆိုမှုအသစ်တွေစီရောက်လာတဲ့အခါမှာအချိန်တော့အထာတော့ဒါပုံမှန်ပါပဲ။ဒီကနေ့ခေတ်အပြင်လောကနိုင်ငံများကိုအချိန်မပေးဘူးဆိုရင်တော့စစ်တဲ့ကြံ့ခိုင်ပြီးတင်ယူနေဖို့ပဲလိုပါလေ။ကျွန်တော်တို့အားလုံးအဝင်ခွင့်ကြဖြစ်သွားမယ်ဆိုတော့ကိုလုံးဝယုံကြည်မှုရှိပြီးစိုးရိမ်မနေပါဘူး။ဒါမှလည်းပဲကျွန်တော်တို့စက်ကြိုးစားရမယ်၊တူတောင်းလုပ်ရမယ်၊တူတူကစီးလုံးနေရမယ်။ ၎င်းမူဟာကျွန်တော်ရှိနေတဲ့ကာလတစ်ချောင်းလုံးကျွန်တော်တို့အမြဲတမ်းလှုံ့ဆော်နေတဲ့အရာကအဲ့ဒါပါပဲ။မနေ့ကကျွန်တော်တို့အကောင်းဆုံးနေ့တစ်နေ့ကိုပိုင်ဆိုင်ခဲ့တယ်။ဒီနေ့မှလည်းရမယ့်ပိုင်းအရာကောင်းမတဲ့အဖွင့်ကိုရခဲ့ပါတယ်။ဒါပေမဲ့နှစ်ပွဲစရိုက်ရှုံးတာကတော့ခံစားလို့မကောင်းသလိုကျွန်တော်တို့တိုးတောင်းလုပ်ရမယ့်အရာလည်းပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။ကျေးဇူးတင်ပါတယ်။ပရိသတ်များလို့ကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေခင်ဗျာ။